အဓိကတော့ကျွန်တော်တို့ကဒါတိဥ္ဆောင်ဝါသနာပါလို့ဒီလိုလုပ်တာဆိုတော့ကိုယ်စီရောက်လာတဲ့အဲဆက်ဆိုရင်ကိုယ်သဘောကျတဲ့ဆက်ဆိုတော့ကျွန်တော်တို့အဲလက်ခံပြီးတော့ရုပ်ဖြစ်မှာပေါ့နော်အဲ့လိုခုဖက်ကြီးဒီဇယ်ကြီးရဲ့လို့တော့အဲဖိတ်ထဲမှာတော့မရှိဘူးအဓိကတော့ကိုယ်နဲ့လိုက်လို့ရောက်လာတဲ့ဆက်ကိုယ့်ဘက်ကလည်းစင်ပြီးတယ်ကိုယ်လည်းသဘောကျတယ်လုပ်ချင်တဲ့ဖိတ်ဖြစ်ရင်တော့လုပ်ပြမှာပေါ့မင်္ဂလာပါဒါဒီနေ့ဒီနေ့ကြည့်ကြတာဘာလဲဒီနေ့ ိုကြောက်ပါဘူးဖြစ်ကြတယ်ဗျာအဲဟုတ်ကဲ့အဓိကတော့ကျွန်တော်တို့ဒီငန်းလင်းရပုံမှုဖွဲ့ပေါ့နော်အဲအဲ့မှာကျွန်တော်တို့ပါဝင်အားဖြည့်နေတာပေါ့အဓိကတော့အဲကျွန်တော်တို့ဒီဒီ Google Flint နဲ့ကျွန်တော် Triple Six ကလုပ်တဲ့ဒီပြဿနာလေးမှာကျွန်တော်ပါဝင်အားဖြည့်ဒီထဲမှာကအဲကျွန်တော် character အဲ့ဆရာဝန် character ပေါ့နော်ဆရာဝန်မြက်လင်းမောင်ဆိုတဲ့ character နဲ့ပါဝင်တော့မယ်အဲပြီးတော့ comedy လေးလည်းပါတယ်ပေါ့ဟုတ်ပြဿနာဒီပါရီကအရင်က ကဘူးလားတို့ခုလိုမျိုးရှိတယ်အဲကျွန်တော်အဲ့လိုမျိုးပြဿနာနဲ့ပတ်သက်ပြီးတော့လုပ်ဘူးတာတော့မရှိဘူးဒါပထမဆုံးလို့ပြောလို့ရတယ်ဟုတ်ကဲ့ရက်ပတ်ကောင်း ဟုတ်ကဲ့ဟိုကျွန်တော်တို့ဒါငလင်ပေါ့နော်အငလင်တုံးကဟိုတော်တော်ကျွန်တော်တို့ဒီမန္တလေးစကိုင်းဒီပြမနာဘတ်တွေတော်တော်ထိတယ်ပေါ့နော်ပြောပွဲဘတ်တွေလည်းထိတယ်အာကျွန်တော်ရန်ကုန်ကတော့အဲ့လိုဒီအချိန်တွေတိတ်ဆူသွားခဲ့ပေါ့ကျွန်တော်ဖြစ်တဲ့အချိန်တော့တော့သိလိုက်တယ်ဒါပေမဲ့အဲ့လိုဒီဒီဟိုအချိန်တွေစိုးမယ်လို့မထင်လိုက်ဘူးပေါ့နော်ပြီးတော့မှတော့ online မှာတက်လာမှမန္တလေးစကိုင်းတွေမှာဖြစ်တာတွေ့ရတယ်ပေါ့အဲ့အချိန်တော့လည်းအရင်အဆင်မကောင်းဖြစ်ရပါတယ်ပျော်စီးဆုံးရှုံးမှုတွေလည်းအများကြီးများတော်တဲ့အတွက်ဟိုကျွန်တော်ဘက်ကလည်းတက်နိုင်တဲ့အလှူတွေတော့ပုံဝင်ပေးဖြစ်တာပေါ့ အဲအဲ့လိုမျိုးတော့ဟိုမရှိပါဘူးဟိုကျွန်တော်တို့မိသားစုတွေကတော့ကျွန်တော်ရန်ကုန်မှာပဲဆိုတော့အဲအဲ့လိုမျိုးတော့ဟိုအနီးနားမှာအဲ့လိုမျိုးကြုံလာတော့မရှိခဲ့ဘူးပေါ့နော်အဲဒါမဲ့ကိုအတိဒီအတိတွေတွေကတော့မန္တလေးမှာနေတဲ့သူတွေအတငယ်ချင်းတွေကသူတို့အထက်ကက်ဆူးမှုရှိတာပေါ့နော်ဒါမဲ့လူတွေတော့ဟိုဘာမှတော့မဖြစ်ဘူးပေါ့သူတို့ကနေအင်းနေအဲအဲ့လိုမျိုးဟိုနည်းနည်းလေးဖြူသွားတာလေးတွေရှိတယ်အဲ့လိုမျိုးလေးတွေကြားတာလေးတွေ့ရတယ်အဲ့အဲ့တော့လည်းတကယ်စိတ်မကောင်းဖြစ်ရပါတယ်ဟိုကျွန်တော်တို့လည်းဒါ ခုကိုယ်တိုင်မကြုံရပါပဲဟိုဒီဟာကျွန်တော်ခြုံတွေးရတဲ့သူတွေကိုကျွန်တော်ခုကျဲစားပါတယ်ဟိုဒါမိသားစုတွေလည်းဟိုအချင်းချင်းဟိုခွဲခွာသွားခဲ့တဲ့သူတွေလည်းရှိတယ်ပြီးတော့နေအိမ်တွေအဲပြုတ်လဲသွားတဲ့အတွက်နေစရာအဲ့လိုမျိုးပေါ့နော်အစမပြေဖြစ်သွားတဲ့အရာလေးတွေတွေ့တယ်အဲ့တော့ခုသားဆိုရင်ဆိုတော့စိတ်နဲ့ကျွန်တော်တို့လည်းဟိုစိတ်မကောင်းတာဖြစ်ရပါတယ်ဒါကတော့ကျွန်တော်တဘာဝဘေးအန္တရာယ်ဖြစ်သွားတဲ့အတွက် ဟိုတကယ်စိတ်မကောင်းဖြစ်ရပါတယ်ဟိုကျွန်တော်တို့ခုလည်းလည်းတကယ်စိတ်မကောင်းဖြစ်ရတယ်တော်ဟိုဒီလိုမျိုးကိုယ်တိုင်ခံစားခဲ့ရတဲ့သူတွေဆိုပို့ပြီးတော့ဟိုခံစားအောင်ပါပေါ့နော်အဲ့တော့ကျွန်တော်တကယ်စိတ်မကောင်းဖြစ်ရတယ်အဲအဲ့တော့ဟိုဘာဖြစ်ဖြစ်အကောင်းဆုံးတော့ဟိုပြန်လဲအဆင်ပြေဖို့တော်တော်ဆောင်းပေးပါတယ်အဲ့ပေါ့ဟိုဒါကလည်းကျွန်တော်တို့ဟိုလူပညာလုံးလုံးနေတဲ့သူတွေအနေနဲ့ဟိုတက်နိုင်တဲ့ဘက်ကနေပြီးတော့ပေါင်ဝင်ပြီးတော့အားဖြည့်တဲ့ပုံပေါ့နော်အားလုံး ဒီမှာပုံဝင်တဲ့တူဆောင်တွေရောအကုန်လုံးပေါ့နော်ကျွန်တဲ့သူတွေအကုန်လုံးပုံဝင်အားပြေကြတာပေါ့နော်ဒါတော့ဘူးတက်နိုင်တဲ့ဘက်ကနေလူပညာတအားနဲ့ပုံဝင်ပြီးခဲ့တယ်ပေါ့ဟုတ်ကဲ့ကျွန်တော်အဲ့လိုလူရှင်လေးလေးရထားရှိတယ်ပေါ့နော်အားရလေးတွေအတက်မဲ့ဟာလေးလည်းရှိတယ်ဟိုတက်ဖို့စောင့်နေရသေးတဲ့ဟာလေးလည်းရှိတာပေါ့အခုလည်းတော့တော့ကျွန်တော်အညိုးဇလန်တွဲဆိုတဲ့ဟာလေးရိုက်အင်းအခုဒါတော့ကျွန်တော်တို့အခုကတော့ကျွန်တော်တို့ဒီဖေလုံးမဖို့နဲ့ပတ်သက်ပြီးတော့ရည်ရွယ်ချက်မရှိသေးဘူးเนาะအခုတော့ဂျန်နဲ့ အဲအဲ့လို fan မျိုးတော့ကျွန်တော်အခုလက်ခံပြီးရိုက်ကူးနေတာတော့မရှိသေးဘူးနော်အခုတော့ drama လေးနေနေတယ်ကလေးကိုရိုင်းအကြတော့အဲ့လိုကျွန်တော်ကကားမျိုးပို့ပြီးတော့သဘောကျတယ်။ကိုနဲ့ပို့ပြီးတော့အဲ့လိုမျိုးပို့ပြီးတော့လိုက်ဖက်တယ်လို့ခံစားရတယ်။အဓိကတော့ကျွန်တော်တို့ကဒါတိရစ္ဆာန်ဝါသနာပါလို့ဒီလိုလုပ်တာဆိုတော့ကိုယ်စီရောက်လာတဲ့အဲဆက်ဆံကိုသဘောကျတဲ့ဆက်ဆံတော့ကျွန်တော်တို့အဲလက်ခံပြီးတော့ရုပ်ဖြစ်မှာပေါ့နော်။အဲ့လိုအခုဖက်ကြီးဒီဇယ်ကြီးရဲ့လို့တော့ စိတ်ထဲမှာတော့မရှိဘူးအဓိကတော့ကိုနဲ့လိုက်လို့ရောက်လာတဲ့ဆက်ကိုဘက်ကလည်းစင်တီတယ်ကိုလည်းသဘောကျတယ်လုချင်တဲ့ဖေးရှင်ကိုလုပ်ပြပါဦးနေ့ပေါ့ဟိုအဲ့ဒီ character လေးကိုကျွန်တော်အားပေးချက်တော့လည်းကျေးဇူးအများကြီးတင်တယ်ပေါ့နော်ဟိုကျွန်တော် channel အနုပညာလှူရှာမှုလေးတွေလည်းဆက်ပြီးတော့အားပေးချက်ပါဖို့လို့ပြောချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် အဲကျွန်တော်တို့အဲဒီဟာကျွန်တော်ငန်းလင်းရံပုံမွေဖွဲ့ပေါ့နော်ကျွန်တော်ဆယ်ရက်ဆက်တရက်ဆက်နေရချိန်မှာပို့ရှိရဲအမျိုးသားကစားရမှာပေါ့အဲပြီးတော့ကျွန်တော်တို့ဒီ free to air channel တွေမှာလည်းကျွန်တော်တို့ live ပြသတော်ဖို့ရှိတယ်အဲမျိုးအဲကျွန်တော်တို့ဒီပြဿက်ကိုလည်းလာရောက်ကြည့်ရှုလို့ရတယ်ပြီးတော့ကျွန်တော်တို့ဒီ on air တွေကလည်းအားပေးလို့ရပါတယ်ကျွန်တော်တို့ကတော့ဆယ်ရက်နေ့အာညပိုင်းနေ့ကပြပြပေးမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျေးဇူးပါဟုတ်ကဲ့